ဂင်ဆယ်ယုံရဲ့နောက်ဆုံးရုပ်ရှင်ကိုပြသသွားမယ်။ကွင်လွန်တို့မိသမီဂင်ဆယ်ယုံရဲ့နောက်ဆုံးရိုက်ကူးသွားတဲ့ရုပ်ရှင်အသစ်ဂီတာမန်းကိုမိသမီကွယ်လွန်ပြီး၃လအကြာမေလ22ရက်နေ့မှာပရိသတ်တွေနဲ့ပထမဆုံးကြိတ်ကြည့်ရှုခဲ့ကြပါရယ်။ဂီတာမန်းရဲ့ press screening ကိုစိုးမြို့စုံပန်ကူက Lodi City Mall Tower မှာပြုလုပ်ခဲ့ပါရယ်။ ဒီပွဲကိုတက်ရောက်ဖို့ဂင်းစေယုံရဲ့မိသားစုကိုဖိတ်ကြားခဲ့ပေမယ့်ဂင်းစေယုံရဲ့အမေကကျမရဲ့ချင်းနေကြောင်းတက်ရောက်နိုင်ခြင်းမရှိကြောင်းကြောင်းပြန်ခဲ့ပါရည်။အချို့ကတော့ဂင်းစေယုံနဲ့မင်းသားဂီဆွန်ဟွန်းတို့ရဲ့အလက်တလောဖြစ်ပျက်တွေဟာအသက်မပြည့်သေးတဲ့ကလေးပေါ်လိမ်မြတ်ထုံးမှုတွေလည်းပါဝင်ခဲ့တာကြောင့်မိသားစုဟာစိတ်တင်ရရရှိနေပြီးဒီပွဲကိုတက်ရောက်နိုင်ခြင်းမရှိခဲ့တာလို့ယူဆနေကြပါရည်။ဂီတာမန်ဟာတချင်းတွင်မှဇလန်တပုတ်ဖြစ်ပြီးတော့အရာအလုံးဆုံးရှုံးလိုက်ရတဲ့ပါရမီရှင်ဂီတာသမားတစ်ယောက်ရဲ့စိုးဝါလာတဲ့လက်တွေ့လောကကိုအန်တူရင် ီတာကနေတစိမ့်အချစ်နဲ့မျောလင်းချက်ကိုပြန်လေးရှာဖွေတာမြင်တွေ့ကြရမှာပါဒီရုပ်ရှင်ကိုဆိုရော်ရုပ်ရှင်ထုတ်လုပ်သူလီဆန်ချောင်းကကိုရိုင်းစီစဉ်ရိုက်ကူးထုတ်လုပ်ထားပါရည်ရုပ်ရှင်ထဲမှာလီဆန်ချောင်းကငွေကြီးချွတ်တဲ့ပါရမီရှင်ဂီတာသမားဂီချောဖြစ်ပါဝင်ထားပါရည်ဂီချောဟာဘွတ်ကန်ဒိုဆိုတဲ့ဘန်တစ်ခုကိုတငယ်ချင်းတယောက်မိဆက်ပေးလို့ဝင်ခဲ့ပြီးတော့ဂင်းစင်ရုံးရဲ့ဇက်ကောင်ကီးဘုတ်သမားယူဂျင်းနဲ့တွေ့ဆုံခဲ့ပါရည်သူတို့ဟာဘန်နဲ့တူကဘာကြီးပေါ်ကအလင်းရောင်နဲ့မျောလင်းချက်ကိုရှာဖွေကြတဲ့ခီးချောင်းရိုက်ကူးတင်ဆက်ထားတာဖြစ်ပါရည် ဂီတာမဲဟာပရိသတ်တွေနဲ့အတူအထူးပြသခဲ့သလိုအင်းအင်ကျူလေးပြုလုပ်ခဲ့ပြီးနောက်မေ30မှာတရားဝင် ရုပ်တွေပြသသွားမှာဖြစ်ပါတယ်။တရှိုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။